ောင်မြင်တဲ့မင်းသမီးတယောက်ရဲ့ဂုံကိုထိပါကဖြဖြွေထွေးနဲ့နှိုင်းရှင်ခံရတဲ့အပေါ်မှာအချက်လက်နဲ့ထုတ်ပြန်လိုက်တဲ့ချူလင်းအလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေချွတ်ချလိုက်ပါတယ်ချူလင်းနဲ့ဖြဖြွေထွေးတို့နှစ်ယောက်ကနေပယ်ချင်းမတူညီကြတဲ့သူနှစ်ယောက်ဖြစ်ပါတယ်ဖြဖြွေထွေးဟာဆယ်လီတယောက်ဖြစ်ရက်တည်နေတာဖြစ်တဲ့လို့ချူလင်းကမင်းသမီးတယောက်အနေနဲ့အနှပညာလောကမှာရက်တည်နေတာပေါ့ နေပယ်ချင်းမတူပေမဲ့ချူလေးကလက်တလုံးမှာဖြူဖြူထွင်းတဲ့နှိုင်းရှင်ခံရတာမျိုးတွေရှိပါတယ်။ဖြူဖြူထွင်းအောင်အလိုတန်းရရောတာလဲအလုံးသိပါ။ဒါအပြင်လက်တလုံးမှာငလျင်ဘေးအတွက်ဖြူဖြူထွေးကအချိုးမှန်တက်ကိုလှုပ်ပေးနေခဲ့တာပေါ့။သိမ်းမောင်းရချီကိုအပုံလိုက်ပုံကလှုပ်ပေးနေတဲ့အတွက်ရရောကစာနာမှုရှိတဲ့ပရိုက်တာသမားလေးဖြစ်အသိမပြုခံရပါတယ်။ ဒါကြောင့်မို့ချူလေးကဖြူဖြူထွေးလောက်တောင်ရံရောမှုမရှိကြောင်းထောက်ပြခံနေရတာပေါ့ချူလေးကလက်ရှိမှာအောင်မြင်တဲ့မင်းသမီးတယောက်ဖြစ်ကရုပ်ရှင်စကားကြီးတွေတောက်လျှောက်ရိုက်ကွန်းနေရပါတယ်ဒါကြောင့်မို့ဝင်ဝေကောင်းနေတယ်လို့မြင်တဲ့ပရိသတ်တို့ကချူလေးကိုမင်းသမီးတယောက်ဖြစ်နေပါရဲ့နဲ့ဖြူဖြူထွေးလို့ဆက်လီလောက်တောင်မလူတန်းပေးနိုင်ဘူးလို့နှိုင်းရှင်လိုက်တာပေါ့ ဖြူဖြူထွင်းဆိုရင်ဇကားတကားမှမရရပါပဲအလူတန်းနဲ့ပတ်သက်ရင်ရေကုန်ရေကန်းလှုံနေတယ်လို့ထောက်ပြခဲ့ပါတယ်အလူတန်းလေးလှုပ်ဖို့တောင်ပတ်စံမဆူထားဘူးလားလို့ချွန်းလေးကိုမေးထားခဲ့သေးတာပါဒါကြောင့်မို့ချူလေးကလည်းလှူဒန်းမို့အပေါ်ဝင်ွေကိုမရှိတာလို့ပြန်ထုတ်ပြန်လာခဲ့တာပေါ့မင်းသမီးတယောက်ဖြစ်ကရုပ်ရှင်ဇာတ်ကားကြီးတွေရရသမျှကိုစုဆောင်ပေမဲ့အပေါ်ဝင်ွေရဲလို့ခုချိန်ထိမစုဆောင်မိသေးဘူးလို့ဖွင့်ရလာခဲ့ပါတယ်သူများတွေလို့ဘာလို့မပေါ်များတာလဲမသိဘူးဆိုပြီးချူလေးကပွင့်လင်းစွာပြောလာခဲ့တာပေါ့ ဒါအပြင်လက်ရှိမှာအကျွေးတွေလည်းစနစ်ရတာကြောင့်လို့ဆိုပါတယ်။ကာအကျွေးအိမ်အကျွေးတွေကခုချိန်ထိမကြေသေးတဲ့အတွက်ချိုးလေးကခွဲပြီးစနစ်ရတာပါ။ဒါပေမဲ့သူမကရှိရင်တော့ရှိတယ်လို့လှတတ်တဲ့သူတူဆိုတာကိုလည်းအချက်လက်နဲ့ပြောပြလာခဲ့ပါတယ်။ချိုးလေးဟာပြီးခဲ့တဲ့လပိုင်းတုန်းကအကယ်ဒမီပေးပွဲမှာဇပုစုရရှိခဲ့တာပါ။အကယ်ဒမီစုမှာပါတဲ့ရွှေကျဲကိုလည်းတလုံးဖြုတ်ရောင်းလိုက်ပါတယ်။ရောင်းပြီးရတဲ့ငွေတွေထဲကနေတဝက်ကိုခွဲကာလှူလိုက်ခဲ့တာပေါ့ သူမမှာရှင်းရှင်းတလို့လှုပ်ပေမဲ့အခွန်လန်းရှိမှမရှိလို့မလှုံနိုင်တာဆိုပြီးအချက်လက်တွေနဲ့လက်ရှိရင်ဆိုင်နေရတဲ့ဘဝကိုချပြလာခဲ့ပါတယ်။ချူလေကမင်းသမီးတယောက်ဖြစ်တာမို့အများကြီးစူးစမ်းခဲ့ရတာပေါ့။နောက်ွယ်ကနေပံ့ပိုးပေးမဲ့အနှွေပညာရှင်မျိုးရုံးလည်းမရှိသလိုမိသားစုတွေကလည်းရန်ချင်းမချမ်းသာကြပါဘူး။ဒါကြောင့်မို့ကိုဒုကိုခြုံခဲ့ရသလိုတက္ကသိုလ်တက်ဖို့ကိုလည်း driver တွေကဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြတာပေါ့။လက်ဦးစရာ driver တွေကတက္ကသိုလ်ကြောင့်စမတ်တနိုင်တော့တဲ့ချူလေကိုကြောင်းထားပေးကပံ့ပိုးပေးခဲ့ပါတယ်။ ဒါအပြင် MRTV4 မင်းသမီးဖြစ်စတင်ရက်တည်တဲ့အချိန်မှလဲချွန်းလေးဟာကားမရှိတာကြောင့်ညအချိန်မတော်ဆိုရင်လဲတက္ကစီငှားပြတာသွားခဲ့ရတာပေါ့တချို့ညတွေမှာဆိုရင်ညငန့်ငယ်လေးလို့ထင်ကာမှားပြီးခေါ်ခံရတာမျိုးတောင်ရှိပါတယ် ဒါကြောင့်မို့အောင်မြင်လာတဲ့အချိန်မှာချူလေးကမိသားစုအတွက်လိုအပ်တာတွေကိုဖြည့်ဆည်းပေးလာရတာပေါ့အိမ်ပိုင်မရှိပဲအိမ်ငှားနဲ့ပဲဖြတ်တန်းလာရတဲ့ဖခင်ဖြစ်သူကိုအိမ်ပိုင်ဝယ်ပေးထားခဲ့တာလည်းမကြသေးပါဘူးဒါအပြင်ကိုပိုင်ကားမရှိလို့အားငယ်ခဲ့ရတဲ့အတွက်ဒိန်ပေါင်းများစွာပေးရတဲ့ luxury ကားကြီးတစ်စီးကိုမကြခင်ကမှဝယ်ထားခဲ့တာပေါ့ပရိသတ်ကြီးရောချူလေးကအောင်မြင်တဲ့မင်းသမီးဖြစ်ပေမဲ့အလှတန်းမရရောဘူးလို့ဝေဖန်ခံနေရတဲ့အပေါင်းအမြင်လေးတွေကိုခမမှပြပြခဲ့ကြပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး youtube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ